ုကတော့ရပ်ပင်နဲ့ရရရဲ့ဝေါ်ဟာရလေးတွေကိုဘယ်လိုသင်မလဲဆိုတာကိုပြောပြပေးသွားပါမယ်။အဲ့တော့ကျမတို့ကသင်ရမယ့်ပုံစံအစင်လေးကိုကျမအရင်ပြမယ်ပေါ့နော်။အဲ့တော့ကျမတို့အရင်ဆုံးရုပ်ပုံနဲ့ပစ္စည်းစီကားချက်တူပြမယ်ပြပြီးသွားရင်အဲ့ဒီအောက်မှာကျမတို့ဒီလိုစာလေးရှိမယ်ပေါ့နော်ဖတ်စာအုပ်ထဲမှာလည်းပါတယ်အဲ့တော့အဲ့ဒီစာလေးကိုလက်ထောက်မယ်ခလေးကိုလက်ထောက်ခိုင်းမယ်ဆရာကလည်းလက်ထောက်ပြီးတော့ ဆရာအရင်ဖတ်ပြမယ်ပြီးတော့မှကလေးကိုလိုက်ဖတ်ခိုင်းမယ်ဖတ်ပြတဲ့အချိန်မှာဝေါ်အရာနီပဲဖြစ်ဖြစ်စလုံးပေါင်းနီပဲဖြစ်ဖြစ်အတန်နီပဲဖြစ်ဖြစ်ပြောရင်သင်လို့ရပါတယ်နော်အဲ့တော့ကျွန်တော်အရင်ဆုံးကြာကာကြီးရက်ပင်ရေးချာဝေဆက်နှလုံးပေါင်းကြာကြအာကြာဒါမျိုးဖတ်လို့ရပါတယ်ကာကြီးရက်ရေးရေးချာကြာကြအာကြာဖန်ထုံနှချောင်းငင်ဝေဆက်နှလုံးပေါင်းဖူကြာဖူဖအူဖူ ဒါမျိုးဖတ်လို့ရပါတယ်အဲ့တော့ကျမဒီတောင်းချောက်ကိုစလုံးမောင်းနည်းနဲ့ပဲဖတ်ပြသွားပါမယ်နော်တဝေထုံးမာရဲ့ရင်းမြေပါဆောင်နောက်ပြည့်ပဲမြေပဲကာကြီးရဲ့ရရပလတ်သက်ကျဲကာကြီးရဲ့ရလုံးနေချောင်းရင်ကျိုးဝစ်ဆန်နှလုံးပေါက်ကျိုးကာကြီးရဲ့ရရချာကြာကျိုးကြာရေးတော့ကျိုးကြာလို့ရေးပြီးဖတ်တော့ဂျိုးကြာလို့အတန်ထွက်တဲ့အကြောင်းပြောပြပေးပါမယ် ဖောက်ထုံရက်ပင်ရေချာဖြာတပ်ပြီးွားရင်သူ့ရဲ့ဖတ်စာအုပ်ထဲမှာမပါတဲ့တခြားဝေါ်ဟာဒါမျိုးလေးတွေထည့်ပြီးတော့တင်လို့ရပါတယ်ပစာရက်ရေရေချာပြာတလုံးတင်တစ်ချောင်းဝင်သူပြာသူလအေလပြာသူလတဝေထုံနာငယ်ရင်နေကာကြီးရက်ရေရေချာကြာနေကြခါခွေရေရေတိတ်တင်ချမ်း နေကြာချမ်းဒါမျိုးလေးတင်လို့ရပါတယ်အဲ့တော့အခုကဒီရပ်ပိရရဝါတာလေးဆိုရင်ကျမတို့ဒီလိုမျိုးလေးတင်မယ်ပေါ့နော်သူ့ရဲ့တင်လေးအစင်ကရုပ်ပုံလေးတွေကားချက်လေးတွေပစ္စည်းလေးတွေပြမယ်လက်ထောက်ပေးမယ်ဆရာကနေဖတ်ပြမယ်လိုက်ဖတ်မယ်အဲ့လိုပုံစံနဲ့တင်လို့ရပါတယ်ရှင်ပြီးသွားလို့ရှိရင်နောက်ထပ်ကျမတို့ကဒီလိုရေးပြပြီးလေးတစ်ခါတည်းဖတ်တာမျိုးရပါတယ်ကာကြီး ရပ်ပင်လုံးတင်ဆန်ခန်းကြီးဝိဆန်နှလုံးပေါင်းကြီးကာကြီးရဲ့နာတာကံဝိဆန်နှလုံးပေါင်းကံကြီးကံဒါမျိုးပေါ့နော်ပြီးသွားရင်ဖောက်ထုံရပ်ပင်သေးသေးတင်ဖြန်းဒါမျိုးလည်းတင်လို့ရပါတယ်ပြီးသွားရင်တဝေထို့မရရင်မြေ ဟောက်ထုံရရင်နှချောင်းမြင်ဖြူညီဖြူအဲ့လိုမျိုးလေးတင်လို့ရတာဖြစ်ပါတယ်ဒါကတော့အခုကျွန်မပြပြပေးခဲ့တာရပ်ပင်ရရဝေါ်ဟာရာကိုတင်ရမယ့်ပုံစံအစစ်နည်းပြပြပေးခဲ့တာဖြစ်ပါတယ်ဂျေဇုတမန်ရှင်